နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာကြကြောပြန်တိုက်ပွဲကာလအတွင်းအာနာသိန်းစစ်ကောင်စီတပ်ကြောင့်အရသာတေဆုံးသူ960ဦးနဲ့ဒဏ်ရာရရှိသူ2054ဦးတို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေ2025ခုနှစ်စက်တဘာလ30ရက်နေ့အတွင်း စစ်ခွေးတိုက်ရဲ့ရခိုင်ပြည်သူများအပေါ်အကြမ်းဖက်ကျူးလွန်မှုများအားစူးစီးထားတဲ့အချက်အလက်များဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရခိုင်ပြည်သူပေါင်းအယောက်တစ်ထောင်ကိုလည်းစစ်ကောင်စီကဖမ်းဆီးထားပြီးတော့ဒီကိုက်တေဆုံရတဲ့အကြောင်းရင်းများဟာလေကြောင်းကနေဘုံကျဲတိုက်ခတ်ခံရမှု၊လက်နက်ကြီးပစ်ခတ်ခံရမှု၊ရေကြောင်းကနေပစ်ခတ်ခံရမှု၊တနက်နဲ့တိုက်ရိုက်ပစ်ခတ်ခံရမှုတွေအပါအဝင်မြေမြုံမိုင်းများပောက်ကွဲမှုတို့ကြောင့်လည်းဖြစ်တယ်လို့သိရပါတယ်။ စစ်ခွေးတိုက်ရဲ့၄ချောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူ443ဦးနဲ့ဒဏ်ရာရရှိသူ1015ဦးရှိခဲ့ကြောင်းနဲ့၄ချောင်းကနေဘုံကျဲတိုက်ခတ်မှုကြောင့်ထိခိုက်သေဆုံးသူအများဆုံးဖြစ်တယ်လို့ပြောပါရယ်စစ်ခွေးတိုက်ရဲ့အကြမ်းဖက်တိုက်ခတ်မှုများထဲမှာသေဆုံးသူက24ရာခိုင်နှုန်းဒဏ်ရာရရှိသူက51ရာခိုင်နှုန်းနဲ့ဖမ်းဆီးခံရသူက25ရာခိုင်နှုန်းဖြစ်တယ်လို့ HGCO ကခွဲခြားပြထားပါရယ် ်ဒေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်385ဦးပါဝင်ကဒေဆုံးသူစုစုပေါင်းရဲ့18ရာခိုင်နှုန်းဖြစ်ပြီးတော့အမျိုးသမီးဒေဆုံးမှုကတော့31ရာခိုင်နှုန်းနဲ့အမျိုးသမီးစုစုပေါင်း1264ဦးဒေဆုံးခဲ့ကြောင်းသိရပါတယ်ထိခိုက်ဒေဆုံးတဲ့သူတွေထဲမှာရခိုင်မော့စလင်မရမာကြီးဟိန္ဒူခမီးနဲ့ ်တက်စတဲ့လူမျိုးများပါဝင်ကြောင်းနဲ့ဒေသဆုံးသူအများစုကရခိုင်လူမျိုးများဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ဟာ2025ခုနှစ်ဇူလိုင်လကစပြီးတော့ရခိုင်ပြည်အတွင်းလေကြောင်းတက်ခိုက်မှုတွေရခိုင်နဲ့ပုံမှုများပြားလာကြောင်း HDCO ကပြောဆိုထားပါတယ်။စစ်ကောင်စီဟာရခိုင်ပြည်အတွင်းမှာလက်လွတ်ဆုံးရှုံးထားတဲ့မြို့များကိုပြန်လည်တိုက်ခိုက်ရယူရန်ပြင်းစင်နေတဲ့အတွက်ရခိုင်ပြည်သူများအနေနဲ့လေကြောင်းရေကြောင်းရံနဲ့စီရေးတရိအမြဲရှိကြရန်အရခတက်တော်အေအေကထုတ်ပြန်အသိပေးထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ